Hello အားလုံးပဲမင်္ဂလာပါအခုကျွန်တော် SQL query လေးနဲ့စပြီးရေးကြည့်အောင်နော် โอเคအဲ့တော့အခုကျွန်တော်ဒီထဲကိုကျွန်တော် SQL query နဲ့လာပြီးတော့ insert လုပ်မယ်။ Mysql က SQL query ကိုအာတီးကိုတီးထားမှရမယ်။မတီးလို့လုံးဝမရဘူး။ဒီ query တွေကိုကျွန်တော်တကယ် program ဘက်ကနေရေးပြီးတော့အာဒီထဲကို database ထဲကို table sorry record လမ်းလမ်းပြီးထည့်ရမှာတော့အဲ့ဒါကြောင့် Mysql ကဒီ query ကိုမတီးလို့လုံးဝမရဘူး။ဒါပေမဲ့အလွတ်ချက်စရာလည်းလိုလားဆိုတော့အလွတ်ချက်စရာလည်းမလိုဘူးเนาะ။အာဘာဖြစ်လို့ဆိုတော့ကျွန်တော်အများကြီးရေးနေလို့ရှင်သူကလည်းအလိုလိုမှတ်မိသွားလိမ့်မယ်။အာ ဥပမာကျွန်တော်အခုပြောပြနေတဲ့ course တိုင်းသိချာလေးတွားကျွန်တော် project ရေးလို့ရှင်အကွာကြီးအများကြီးရရမယ်မိတ်ဆွေတို့လိုက်ရေးလိုက်ရင်းတဲ့ဒီ course ပြီးသွားလို့ရှင်မိတ်ဆွေတို့ဒီဟာကိုမှတ်မိသွားလိမ့်မယ်နော်အလို့မကြက်ပါနဲ့ကြက်စရာမလိုပါဘူး okay အဲ့တော့ကျွန်တော်စပြီးတော့ insect လာပြီးလုပ်ကြည့်အောင်နော်အဲ့တော့ကျွန်တော်တို့ရဒီထိပ်မှာ tab တွေရှိတယ် structure sql ကျွန်တော်ဒီမှာ user table ကို select လာပြီးလုပ်လာမယ်ဒီမှာ table user ဆိုပြီးလာပြီးပြရတယ်ကျွန်တော် sql ကိုလာပြီးနေလိုက်ပြီးသွားရင်ကျွန်တော် အတစ်တစ်ခုလာပြီးတော့ဖန်တီးမယ် record တစ်ခုလာပြီးထည့်မယ်နော်အဲ့တော့ထည့်မယ်ဆိုတော့သူ့ရဲ့ query INC ကဒီ insert int ကို insert into ဆိုတဲ့ command နဲ့သွားတယ် insert into ဆိုပြီးရှေ့ကကျွန်တော်တို့ column name တွေကိုကျွန်တော်တို့ဒီခွင့်ဆောက်ခွင့်ပေးချင်မှလာပြီးထည့်ပြရမယ်အဲ့တော့ကျွန်တော်တို့ရဲ့ column က ID နဲ့ဗာနဲ့ရှိလဲဆိုတော့ name နဲ့နှစ်ခုရှိတယ်ဒါပေမဲ့ ID က auto increment ကျွန်တော်တို့ပေးထားတယ်အာပြီးတော့ index ဆိုရယ် primary index ကိုကျွန်တော်တို့ထားတာအတွက်ဒီကျွန်တော် ID ကိုထည့်เสียရမလို့သူကနေသူကျွန်တော်တို့1 2 3လေးတိုးပေးလိုက်မယ်เนาะအဲ့တော့ name နဲ့ကိုကျွန်တော်တို့လာပြီးတော့ column name နဲ့ကိုလာပြီးထည့်ချင်တာဒါ column name เนาะ okay ဒီရှိက column เนาะအဲ့ column မှာမှာ column ရဲ့နာမည် any name ပြီးတော့ကျွန်တော် values values နဲ့အာအဲ့ဒီရဲ့ပထမ name နဲ့ကိုဗာထည့်မှာလေ အဲအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ name တဲ့ကိုကျွန်တော်ကအာ string လေးတစ်ခုထည့်မယ်တပည့်ကုန်းမဟုတ်ရင် single ကုန်းထဲမှာ single ကုန်းထဲမှာလာပြီးတဲ့မောင်မောင်လို့ကျွန်တော်ထည့်လိုက်မယ် okay ဒါဆိုရှင်ကျွန်တော် go လာပြီးနေလိုက် name နဲ့ position တော့ sorry insert into ဘာ table name လာပါနော် uscis user okay insert into table name ပြီးတော့လို့ရှင်ဒီကြားထဲမှာကျွန်တော် column ရဲ့နာမည်လာမယ်ပြီးတော့ values နဲ့မောင်မောင်တော့ okay sorry ကိုလာပြီးနေလိုက်ဒါဆိုလို့ရှင် one row insert ဆိုပြီးကျွန်တော်တို့အမှန်ကြီးလေးလာပြီးပြလိမ့်မယ် user တို့ချက်လာပြီးကြည့်ကြည့်အာ browse မှာလာနေလဲရအောင်နော်မောင်မောင်ဆိုတာကျွန်တော်တို့အစ်စ်လာပြီးတော့တူပြီးဝါလိမ့်မယ် okay အဲ့တော့အခုကျွန်တော်ကအာ structure ကိုလာပြီးနေကျွန်တော်တို့အခုဒီ user မှာကျွန်တော်တို့ column နောက်တစ်ခု h ဆိုတာလေးထပ်ပြီးတိုးခြင်းတယ်အဲ့တော့ကျွန်တော်ဒီ structure ကိုလာပြီးနှိပ်လိုက်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာအောက်မှာ add 1နဲ့ပြီးတော့ after name name အောက်မှာဟုတ်တယ်ကျွန်တော်ထည့်ခြင်းတာတကယ်လို့မဟုတ်ဘဲနဲ့ id အောက်မှာထည့်ခြင်းတယ် after id ပေါ့အခုကျွန်တော် after id အောက်မှာကျွန်တော်ထည့်လိုက်မယ် h ဆိုပြီးတော့ကျွန်တော်ဒီမှာအာ h က integer ပေါ့နော် okay ပြီးတော့လို့ရှိရင်ကျွန်တော်ဘာမှမလုပ်ဘူး save လာပြီးနေလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အာဒီ h ကိုလာပြီးတော့ edit လာပြီးဟိုပါဖြစ်ပေးလိမ့်မယ်အဲ့တော့ကျွန်တော်ဒီမှာ demo လေးကျွန်တော်လာပြီးထည့်ထားလိုက်မယ်เนาะ okay အဲ့တော့နောက်တစ်ခါကျွန်တော် query ကိုလာပြီးရေးကြည့်အောင် insert into insert into int ကို into table name table name က user ပြီးတော့လို့ရှိရင်ကျွန်တော် h တဲ့ကိုလာပြီးထည့်မယ်ဟာမိတို့ဒီလိုလေးဒီလိုလေးရေးလို့ရတယ် name comma h ဒီ column နှစ်ခုတည်းကို value လာပြီးထည့်မယ် value value ဆိုတဲ့ keyword နဲ့အဲ့တော့ value လာပြီးထည့်ရမယ် name မှာကျွန်တော်ကအောင်အောင်လို့ကျွန်တော်ပေးလိုက်မယ် comma ပြီးသွားလို့ရှင်ဒီ name နဲ့ကိုဒီ name နဲ့ကိုဒီရှိရ value ကလာပြီးဝင်မယ်အနောက်က h တဲ့ကိုဒီအနောက်ကဟာလာပြီးရောဝင်မယ်အာ integer ကတော့ကျွန်တော်ပုံမှန်တိုင်းပေးလို့ရ24လို့ကျွန်တော်ပေးလိုက်မယ် okay ဒါဆို go ကိုကျွန်တော်လာပြီးနှိမ့်လိုက်လို့ရှင် one row insert လာပြီးပြမယ် browse မှာလာပြီးနှိမ့်ကြည့်ဒါဆိုလို့ရှင် h ကို24 name ကိုအအောင်ဆိုပြီးကျွန်တော်ဝင်သွားတာတွေ့ရမယ်နော် okay အဲ့တော့ဒီဟာကကျွန်တော် insert လုပ်တဲ့ဟာလွယ်လွယ်လေးပဲ insert လုပ်တဲ့ဟာနော်အမ်နောက်တစ်ခုကျွန်တော်ထပ်ပြီးပြောမယ် select လုပ်မယ် select ဆိုတာဆွဲထုတ်မှာနော်ဆွဲထုတ်တာကျွန်တော်အာကျွန်တော် application မှာ data တွေပြန်ပြီးပြဖို့ဆွဲထုတ်မယ်ဆိုတော့အခုကျွန်တော် ကျွန်တော်အခုပြောပြမယ့် query ကိုလာပြီးရေးရမှာနော် okay အဲ့တော့ကျွန်တော်အကုန်လုံးဆွဲထုတ်ခြင်းနေဆိုပါဆိုဒီ user တွေကနေ SCLE select star from user okay ဒါဆိုလို့ရှင် select keyword နဲ့လာပြီးတုံးရတယ် star ဆိုတာအကုန်လုံးထုတ်တာနော်အာပြောပြောခြင်းတာဒီရှိမှာ column name တွေလာပြီးပေးရမှာ star တော့ column တွေအကုန်လုံးထုတ်မှာ star from user okay ဒါဆိုလို့ရှင်ကျွန်တော် go လာပြီးနေလိုက်ဒါဆိုကျွန်တော်တို့အမ် user table ထဲမှာရှိတဲ့ record တွေအကုန်လုံးလာပြီးတော့ထုတ်ပြီးလိမ့်မယ်နော် โอเคအဲ့လိုပဲကျွန်တော်ကအခု name name တခုပဲကျွန်တော်ထုတ်ခြင်းလဲဆိုပါဆို h မပါခြင်းဘူးဗျ ID လည်းမပါခြင်း name ပဲကျွန်တော်ထုတ်ခြင်းလဲလွယ်လွယ်လေးပဲ select ဒီပါလို့ရှင် name name ဆိုရယ် column เนาะ column เนาะ star မဟုတ်တော့ဘူး name from uscis user table โอเค select column ပြီးတော့ from from ဆိုတာဘယ်ကနေလဲပြောခြင်းတာပေါ့เนาะအင်္ဂလိပ်လို့ကျွန်တော်ပါလာပြန်လိုက် user ယူဇာကဒီပဲလွယ်လွယ်လေးပဲနော်ကိုးလာပြီးနေလိုက်ဒါဆိုလို့ရှင်ကျွန်တော်တို့ name တခုလည်းလာပြီးတော့ထုတ်ပေးလိုက်မယ်အဲ့တော့ကျွန်တော်တို့က select select name, h from uscis user ဆိုလို့ရှင် name နဲ့ h နဲ့ကိုကျွန်တော်တို့လာပြီးတော့ထုတ်ပေးလိုက်မယ်ဒါကကျွန်တော်ဆွဲထုတ်တဲ့ဟာ အဲ့အချိန်မှာကျွန်တော် condition တွေလာပြီးစစ်လို့ရတယ်ကျွန်တော် programming ရလို့မျိုးအာ operator တွေနဲ့နော် logical operator တို့ပါ operator ညာ operator အကုန်လုံးသုံးပြီးတော့ဒီမှာလာပြီးစစ်လို့ရတယ်အဲ့တော့ကျွန်တော်ကအခုပါလုပ်ချင်လဲဆိုတော့ဒီမှာ sorry user ကိုလာပြီးကြည့်လိုက်အာ name ကမောင်မောင်ဖြစ်တဲ့ကောင်ကိုပဲကျွန်တော်တကောင်ပဲကျွန်တော်ထုတ်ချင်တယ်ဆိုပါလို့အဲ့တော့ sc select star အကုန်လုံးထုတ်မယ် from user โอเคยูสเซอร์นี่ဒါဆိုအကုန်ထွက်လာပြီအဲ့တော့ကျွန်တော် condition ဘယ်လိုစစ်မလဲဟွဲဆိုတဲ့ keyword နဲ့စစ်ရတယ်ဟွဲကျွန်တော် name က equal ဗာနဲ့တူတဲ့ကောင်ဆိုလဲ mg mg မောင်မောင်နဲ့တူတဲ့ကောင်ကိုကျွန်တော်ထုတ်ချင်တာ go လာပြီးနေလိုက်ဒါဆိုလို့ရှိရင်မောင်မောင်နဲ့တူတဲ့ကောင်ဒီမှာအဝိုင်းလေးပါလာပြီးပြလိမ့်မယ် name keyword က sorry name column ကဒီမှာမောင်မောင်ဖြစ်နေခဲ့ကောင်ပါဆိုပြီးကျွန်တော်တို့လာပြီးတော့ပြလိုက်မယ်เนาะ okay အဲ့လိုပဲ h က20နဲ့တူတဲ့ဟာကိုကျွန်တော်ထုတ်ကြည့်အောင် select select star from ယူစားဝဲ h က equal 20နဲ့တူတဲ့ကောင်လာပြီးတော့ထုတ်လိုက်မယ် go လာပြီးနေကြည့်ဒါဆိုလို့ရှိရင် h က20ဖြစ်တဲ့ကောင်ကိုကျွန်တော်တို့လာပြီးတော့ပြလိုက်မယ်အဲ့လိုပဲ semester from user ဝဲ h က30ထက်ကြီးတဲ့ကောင်ထုတ်ချင်တယ်ဆိုပါလို့ h ကဘယ်ထက်ကြီးရမှာလဲဆိုတော့30ထက်ကြီးရမှာโอเคဒီကောင်ကိုကျွန်တော်လာပြီးထုတ်ကြည့်မယ် go โอเคဒါဆိုလို့ရှင်10တက်ကြီးရဲ့ကောင်20နဲ့24ထွက်လာတယ်เนาะโอเคဒီဟာကျွန်တော်တို့ basic query လေးတွေโอเคအားလုံးပဲကျေးဇူးပါเนาะသင်ခန်းစာတစ်ခုမှာကျွန်တော်ပြန်ပြီးတွေ့ကြမယ်